အင်တာမိုင်ယာမီအသင်းကောင်းဆောင်မက်ဆီဟာလာမယ့်2026ပြိုင်ပွဲမှာအာဂျင်တီးနားအသင်းရဲ့ဘာဗလာချန်ပီယံဆုကိုကာကွယ်နိုင်ဖို့မျှော်လင့်နေပေမယ့်သူပါဝင်ကစားပွဲရှိမရှိဆိုတဲ့နောက်ဆုံးဆုံးဖြတ်ချက်ကိုချမှတ်ရခြင်းမရှိသေးဘူးလို့ပြောခဲ့ပါတယ်။မက်ဆီကကမ္ဘာဖလားမှာပေါင်ဝင်ရတာဟာအန်ဩစရာကောင်းတဲ့အရာဖြစ်ပြီးကျွန်တော်အဲ့နေရာမှာရှိကြပါတယ်။လာမယ့်နှစ်အင်တာမိုင်ယာမီအသင်းရဲ့ယာတီဂျိုစတင်တဲ့အချိန်မှာနေတိုင်းအကဲဖြတ်မှုတွေပြုလုပ်သွားမှာဖြစ်ပြီးကျွန်တော်တရားရရင်တော့လုံနိုင်မလားဆိုတာကြည့်သွားမှာပါ။ကမ္ဘာဖလားပြိုင်ပွဲဖြစ်တာကြောင့်ကျွန်တော်အလွန်ဆက်ရထက်သန်ပါတယ်။ ကမ္ဘာဗလာကိုကွင်းထဲမှာပြန်ပြီးကာဝယ်နိုင်တာဟာအမှန်ကန်ပြပြီ။ဒါကြောင့်ဖျားသခင်ကကျွန်တော်ကိုနောက်ထပ်တစ်ချိန်ထပ်ပြီးလှုပ်ဖွင့်ပေးနိုင်ဖို့မျှော်လင့်တယ်လို့ MBC News နဲ့အင်တာဗျူးမှာပြောခဲ့တာပါ။အသက်38နှစ်အရွယ်ကြီးမက်ဆီဟာအကောင်းဆုံးပုံစံတွေပြသနေပြီမယ်။တရားရဂိုင်းနှုတ်ကြက်ခိုင်မှုပြေပါပြီ။အာဂျင်တီးနာအသင်းကိုအရေးပါတဲ့နီးလန်းတွေနဲ့ကုညီမှုတွေပြုလုပ်နိုင်ပါသား။2026ကမ္ဘာ့ဗလာပြိုင်ပွဲမှာပါဝင်ကစားဖို့စီစဉ်ထားတာဖြစ်ပါတယ်။ မက်ဆီယာလက်ရှိအချိန်မှာအင်တာမိုင်ယာမီအသင်းနဲ့2025ရာသီကိုကောင်းမွန်စွာအဆုံးသတ်နိုင်ဖို့လှုံ့ဆော်နေပြီ။အသင်းဟာမေဂျာလိဘလာပလေးအော့ရောင်းဝဲရဲ့ပထမပွဲမှာနက်ဘေးအသင်းကို3-2နဲ့အနိုင်ရရှိထားတာပါ။ အင်တာမိုင်ယာမီအသင်းနဲ့2028မေဂျာလိယာဒီအကုန်ဒီစာရုပ်တတန်တိုးထားတဲ့မက်ဆီဟာ2025မေဂျာလိပြိုင်ပွဲကိုသွင်းအများဆုံးရွှေဘဏ္ဍာဆုကိုရရှိထားပါတယ်။ဒါအပြင်မက်ဆီဟာ2025မေဂျာလိအကောင်းဆုံးစားသမားဆုအတွက်လည်းနောက်ဆုံးစကားတင်စီးရင်ထဲမှာပါဝင်နေပြီ။ဒီဆုကိုရယူနိုင်ခဲ့ရင် မေဂျာလိအကောင်းဆုံးစားသမားဆုကို200ဒီဆက်ရယူနိုင်တဲ့ပထမဆုံးစားသမားဖြစ်မှတ်တမ်းဝင်မှာပါ။ အင်တာမိုင်ယာမီအသင်းဟာနိုဝင်ဘာ၁ရက်မှာနက်ရှ်ဘေးအသင်းနဲ့ရောင်းဝယ်ဒုတိယမြောက်ပွဲစဉ်ကစားရမှာဖြစ်ပြီးဒီပွဲအနိုင်ရရင်အရှေ့ပိုင်းဆုံးဆီမီဖိုင်နယ်ကိုတက်နိုင်မှာဖြစ်ပါတယ်။